်လီဗာပူးရှုံးနေခဲ့တာအာဆင်နယ်အတွက်အခွင့်ကောင်းပဲဒီနေ့ပရီးမီးယားလီဂ်အကောင်ဆုံးအသင်းကမန်စီးတီးလည်းမဟုတ်တော့ဘူးလီဗာပူးလည်းမဟုတ်တော့ဘူးအကောင်ဆုံးအသင်းကအာဆင်နယ်အသင်းပဲပရီးမီးယားလီဂ်မှာတီတီငင်ငင်နဲ့သွားနေတဲ့အသင်းဟာအာဆင်နယ်တသင်းပဲရှိပါတော့တယ်အစောပိုင်းကလီဗာပူးကပရီးမီးယားလီဂ်၅ဘွဲ့ဆက်အနိုင်ရရှိမှုနဲ့အတူအမဘီဇီယာဒုတိယအဆင့်ကအာဆင်နယ်ကိုငါးမှတ်အထိကိုဖျက်ထားနိုင်ခဲ့ပါတယ်ဒီအခြေအနေကိုလီဗာပူးအသင်းတို့ကကောင်းကောင်းအသုံးမချနိုင်ခဲ့ပါဘူးလီဗာပူးဟာ ခရစ်စတယ်ဘဲလီကိုရှုံးတယ်ချန်ပီယံလိမှာကာရာဇာယေးအသင်းကိုရှုံးတယ်ယခုညပရီးမီးယားလိပွဲစဉ်မှာလည်းမန်ယူကိုတော့နိုင်အောင်မကစားနိုင်ခဲ့တဲ့ချယ်ဆီအသင်းကိုထပ်ပြီးတော့ရှုံးနေခဲ့ပါပါဘီဒီရလက်ဆိုကြောင့်လီဗာပူးအသင်းဟာပရီးမီးယားလိမှာထိတ်ဆုံးကနေဦးဆောင်နေတဲ့နေရာကိုအာဆင်နယ်အသင်းစီကိုလွှဲပြောင်းပေးလိုက်ရသည့်အပြင်အာဆင်နယ်အသင်းနဲ့လည်းတတ်မှတ်အထိကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းဟာပရီးမီးယားလိမှာ9ပွဲကစား9ပွဲနိုင်တပွဲတည်းတပွဲပဲရှုံးနေထားခဲ့ပါတယ် ယခုအချိန်မှာအာဇနယ်အသင်းကတိုက်စစ်က14ကိုးထိရရှိထားခဲ့သလိုပေးကိုးက3ကိုးသာပေးထားရပါသေးတယ်။အာဇနယ်အသင်းကပရီးမီးယားလိခရီးစဉ်မှာတော်တော်လေးအချိန်ကောင်းနေပြီလို့ပြောလို့ရပါတယ်။အာဇနယ်အသင်းကပရီးမီးယားလိခရီးစဉ်မှာအတော်လေးကိုအချိန်ကောင်းနေပြီလို့ပြောလို့ရပါတယ်။အာဇနယ်အသင်းကပရီးမီးယားလိကိုရသင့်နေခဲ့ပါပြီ။ရဖို့လည်းထိုက်တန်တာအထက်ပုံနေတဲ့အချိန်ဤအတိုင်းတာတစ်ခုဖြစ်ကိုရောက်ရှိလို့နေပါပြီ။အာဇနယ်ကံမကောင်းခဲ့တာ၃နှစ်ရှိပါပြီ။ကန်ဆိုးမှုတွေက အာဆင်နယ်အသင်းအတွက်ဒီလောက်ပဲရက်တန့်နေပါပြီဟုတ်ပါတယ်ဘာဖြစ်ဖြစ်ပါဒီအပတ်ဟာအာဆင်နယ်အသင်းအတွက်ကံကောင်းခဲ့တယ်ဆိုပေမဲ့လီဗာပူးအတွက်ကတော့စိတ်ပြက်စရာရလနဲ့ကြုံခဲ့တဲ့ရက်သက်ရက်ပတ်လည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအာခသနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ